တရားမဝင်ကုန်သွယ်မှုဖြစ်ကြရဲ့အဓိကဟာဝဲလိုအားရောင်းလိုအားမမျှတာနဲ့အာဏာပိုင်အဖွဲ့အစည်းတွေရဲ့မူဝါဒတွေကြောင့်ဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကထောက်ပြကြပါတယ်။ဒီ demand supply မျှအောင်ဆိုတာကဘယ်ထိသွားရမလဲဆိုရင်စီးပွားရေးစနစ်ထိသွားရမှာဒီကိစ္စကတော်တော်လေးကျေပြန့်ပြီးအုပ်ချုပ်ရေးနေရာမှာလိုအပ်လို့စီမံတာဖြစ်ပေမဲ့စီးပွားရေးအမြင်မှာသူကအတားဆီးဖြစ်နေတာမျိုးရှိတာကြောင့်ဒီကိစ္စမျိုးကိုတေချာစီစစ်ပြီးပြန်စင်းစားမှပဲပြဿနာကပြီးမယ်လို့ပြောပါတယ်။လက်ရှိမြန်မာနိုင်ငံ မှာတရားမဝင်ကုန်သွယ်မှုတွေများပြားလာတာကြောင့်2025ခုနှစ်မတ်လမှာတရားမဝင်ကုန်သွယ်မှုဖမ်းဆီးရမိမှုအများဆုံးဖြစ်တယ်လို့ NASA ကဒူအိုခရဒုတိယဗိုလ်ချုပ်မှူးကြီးဆိုဝင်က2025ခုနှစ်မေလ26ရက်ကပြောပါရယ်တရားမဝင်ကုန်သွယ်မှုတွေများပြားလာတာဟာအစိုးရကချမှတ်တဲ့မူဝါဒတွေကအဟန့်အတားဖြစ်ပေါ်လာပြီးရောင်းလိုအားနဲ့ဝယ်လိုအားမမျှတတာကြောင့်ဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တဦးကဆီယန်နိုင်သတင်းဌာနကိုပြောပါရယ်ဟုတ်အဒီဖြစ်ရင်းနဲ့ဆိုတာကဘယ်လိုပြောမလဲဟို ဘယ်လိုပြောမလဲစာသင်ရရေဘူးလိုက်ဆိုတော့မရဘူးလေအတော့ဒါဟိုအခုမှဖြစ်ဖို့တဲ့ကိစ္စတွေလည်းမဟုတ်ဘူးပေါ့ကျွန်တော်တို့ဟိုပေါ်ရမှာလည်းအများကြီးကြုံနေဘူးလားပဲဆိုတော့အခါကျတော့ဒီကတော့ကျွန်တော်တို့ကဟိုဘယ်လိုလုပ်ရင်အဆင်ပြေသွားမလဲဘယ်လိုလုပ်ရင်အဆင်သွားပြောလိုက်တာလည်းလွယ်လေးပဲဒါပေမဲ့ကျွန်တော်ပြောတဲ့အတိုင်းနဲ့ဖြစ်လာမှာမဟုတ်ဘူးပြောဖို့ကြောင့်လည်းခက်တာပေါ့ဒါပါတော့အခြေခံကြောင်းတွေက root cause ကိုရှင်းနိုင်မှာ root cause ကဒီကတော့ရောင်းလောဝယ်လောမမျှတာပဲပေါ့အဲ့ဒါမရှင်းနိုင်သေးဘူးနောက်နံပါတ်2ချက်ကဟိုရောင်းလောဝယ်လောမမျှတာဒါပထမအဆင်ပေါ့ဒုတိယအဆင်ကတော့ ဟိုရောင်းဟွာဝဲလို့ဗမရတဲ့ချိန်မှာပဲဘယ်လိုကောမလဲသူကသူတင်းင်းနဲ့လဲပတ်နေတာရှိတာပေါ့အဲ့တော့သူကသူ့မှာအဲ့ခိကအဲ့နေသားကြီးလိုက်တယ်သူကအတားအဆီးတွေမရှိဘူး trade barrier ခေါ်တာပေါ့ဒီအကြောင်းအရကိုမရှင်းမနဲ့ဆိုတော့ပြဿနာရှိတာပေါ့ ASEAN အဖွဲ့ဝင်ဆယ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံအနေနဲ့တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးမှာအဆင့်၉သာရရှိနေတာကိုတွေ့ရှိရတဲ့အတွက်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေကိုအချိန်အဟုန်မြင့်ပြီးဆက်လက်ဆောင်ရွက်ဖို့လိုအပ်ကြောင်း NASA ကဒုက္ခရကပြောပါတယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနိုင် ုင်ငံပေါင်းစုံမဟာမိတ်အဖွဲ့ရဲ့2025ခုနှစ်ထုတ်ပြန်တဲ့တရားမဝင်ကုန်သွယ်မှုအညွန်ဂိန်2025 Electric Index မှာလည်းတရားမဝင်ကုန်သွယ်မှုတွေအလွန်အကျူးပြုတ်လုံနေတဲ့ကဏ္ဍ၁၂ရက်ဖော်ထုတ်ထားပါတယ်။ဒီကိစ္စတွေမှာလေယာစိုက်ပျိုးရေးထုတ်ကုန်တွေစိုက်ပျိုးရေးသုံးဓာတ်ပစ္စည်းနဲ့ပို့သက်ဆေးတွေအရက်အတုအပကုန်စည်ပစ္စည်းတွေတက်တော့ထွက်ကုန်တွေတရားမဝင်ငါးဖန်းစီမှုတွေရေနံထွက်ပစ္စည်းတွေဆေးဝါးတွေအဖိုးတန်တက်ထူးနဲ့ကြောင်မြတ်တွေဆေးရွက်ကြီးကုန်စည်တွေ ွေလူကုန်ကူးမှုတွေတော်ရန်တလိမ့်ဆန်တွေပါဝင်ကြောင်းသိရပါဗျ